မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မလေးရှားမှာလူချင်းတွေ့ဆုံဖို့ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံသားဝင်ကြီးအတီးပြူတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်အန်ဝါဣဘရာဟင်တို့တွေ့ဆုံခဲ့တယ်ဒီကနေ့တွေ့ဆုံပွဲမှာအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက်မလေးရှားနိုင်ငံမှာလူချင်းတွေ့ဆုံကြဖို့ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံသားဝင်ကြီးဒေါ်စင်မအောင်ကသတင်းဌာနကိုအတီးပြူပါတယ် Okay. မလေးရှားဝင်ကြီးချုပ်ကလည်းစပြောတာပါကျမတို့ဝင်ကြီးချုပ်ကလည်းထိုင်းမှာဖြစ်စီမလေးမှာဖြစ်စီလုံခြုံရေးအာမခံရင်လူချင်းတွေ့ဖို့အဆင်သင့်ရှိပါတယ်မလေးမှာဆိုရင်တော့ပိုကောင်းတာပေါ့ဆိုပြီးပြောတာပေါ့လို့ဆွေးနွေးခဲ့တဲ့အကြောင်းဒေါ်စင်မအောင်ကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလင်းကြောင်ဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ် NWA Ibrahim တို့ဒီကနေ့ April 18ရက်မနက်ပိုင်းမှာ Teleconference Online ကနေတက်ဆင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်မလေးရှားဝင်ကြီးချုပ်ဘက်ကမလေးရှားအစိုးရအထူးကိုယ်စားလှယ်ဖွင့် ့ NUG အစိုးရဘက်ကဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနိုင်ငံခြားရေးဝင်ကြီးဒေါ်စင်မောင်တာမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဝင်ကြီးချုပ်ယုံအတွင်းဝင်လဲတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အထက်ပါတွေ့ဆုံမှုက NUG အစိုးရနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ကိုယ်စားလှယ်တွေပထမဆုံးတရားဝင်တွေ့ဆုံမှုဖြစ်ပါတယ်။ဆက်လက်ပြီးဗဒန်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရပြီးတေဆုံမှုများလို့အလောင်းများကိုညရင်းချင်းမြင်မြုပ်သွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငဖဲမြို့နယ်ပရန်တက်နေမှာမလွန်တက်နေဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုအာရခတပ်တော်အင်းနဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။မလွန်တက်နေဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့စစ်ရင်တန်းလေးစီကိုအကူအေပီလာတတိယဘက်တွင်ကအောက်ကိုင်းရွာနဲ့ချင်းကုန်းရွာကြားမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများပြပြီးဒေဆုံးသူအလောင်းတွေကိုကရုံးကိန်းမှာမြေမြုပ်တကြွသွားကြောင်းစစ်ရေးတရင်အရင်မြစ်တွင်စီရသိရပါတယ်။ဖြူစောတီနဲ့ပြည်သူစစ်အများဆုံးတိကျတယ်လို့သိထား ါပါတယ်ညာရင်ချင်းမြို့မြို့သွားကြတယ်လို့ပြောတယ်လို့တည်င်းအရင်မြစ်တွေက ပြောပါတယ်စစ်ကောင်စီကအပြည့်ရထုတ်ပြန်ထားတဲ့ကာလအတွင်းနိုင်ငံကံပြူဟာဤကျေးရွာတွေမှာစစ်ကြောင်းထိုးနေပြီးပြီးခဲ့တဲ့ AP စရရနေ့ကကြောက်စုံရွာဝင်းစစ်ကြောင်းထိုးပြီးရွာသားချို့ကိုဖမ်းဆီးခဲ့ကြောင်းဒေသခံအချို့မှသိရပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ AP 6ရက်နေ့မှာစပြီးနိုင်ငံကံပြူဟာကိုတံပြားကာရှင်များနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအင်အားပြည့်ပို့ဆောင်လျက်ရှိပါတယ်စစ်ကောင်စီကအပြစ်ခံရစေကြောင်းထုတ်ပြန်ပြီးရင်နောက်အေအေနဲ့ထိတွေ့မှုရှိတဲ့ရက်ခိုင်မကွေးအစ က်ပကူရခိုင်အစက်ရခိုင်အရာရီအစက်တွေကိုစစ်ကြောင်းထိုးခြင်းစစ်အင်အားဖြည့်တင်းခြင်းများပြုလုပ်နေကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီကင်းစင်သွားတဲ့ပြည်နယ်များမှာတိုင်းရင်းသားလက်နက်ကိုင်အရာဝတွေကတာဝန်ယူအုပ်ချုပ်ပြီးတိုင်းဒေသကြီးတွေကို NUG အစိုးရကအုပ်ချုပ်ဖို့တာဝန်ခွဲဝေယူထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကင်းစင်သွားတဲ့နေမျိုးတွေမှာအုပ်ချုပ်ရေးလေဟာနဲ့မဖြစ်စေဖို့ပြည်နယ်တွေမှာတိုင်းရင်းသားလက်နက်ကိုင်အရာဝတွေကတာဝန်ယူထားပြီးတိုင်းဒေသတွေကို NUG အစိုးရကအုပ်ချုပ်ဖို့တာဝန်ခွဲဝေယူထားကြောင်း NUG အ အစိုးရရဲ့၄နှစ်ပြည့်အစီရင်ခံစာမှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တော်လိုင်းကာလာစိုးမိုးထိန်ချုပ်နေမျိုးတွေမှာအစံဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးရင်နောက်အုပ်ချုပ်ရေးလေဟာနဲ့မဖြစ်စေဖို့အတွက်ပြည်နယ်တွေရဲ့အုပ်ချုပ်ရေးထူထောင်မှုကိုပြည်နယ်လူမျိုးရေးအတ္တိကတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့သက်ဆိုင်ရာ EAO တွေနဲ့ပြည်နယ်အတိုင်ပင်ခံကောင်စီတွေကတာဝန်ယူပြီးတိုင်းဒါမမို့ Federal Unit တွေရဲ့အုပ်ချုပ်ရေးထူထောင်မှုကိုကနဝအစင်မှာတိုင်းဒေသများလူမျိုးဖို့အတွက်အတ္တိကတာဝန်ယူတဲ့အမျိုးသားညီညွတ်ရေးအစိုးရကကမကထာပြုဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။တိုင်းဒါမမို့ Federal Unit အုပ်ချုပ်ရေးဖွဲ့များအမြန်ဆုံးပေါ်ပေါက်လာ ာဖို့အတွက်သက်ဆိုင်ရာတိုင်းဒါမှမဟုတ်ဖက်ဒရယ်ယူနစ်များမှတာဝန်ရှိသူများနဲ့အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေကလိုအပ်တဲ့ဆွေးနွေးညီနိုင်မှုတွေပြုလုပ်လျက်ရှိကြောင်းပြည်နယ်နဲ့တိုင်းဒါမှမဟုတ်ဖက်ဒရယ်ယူနစ်အုပ်ချုပ်ရေးအဖွဲ့အစိုးရများပေါ်ပေါက်လာတဲ့အခါဖက်ဒရယ်သဘောအရလိုအပ်တဲ့ပေါင်းစပ်ညီနိုင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ရန်အမျိုးသားညီညွတ်ရေးအစိုးရအတွင်ပြည်ထောင်စုအစိုးရနဲ့ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင်ကိုဖွဲ့စည်းထားကြောင်းသိရပါတယ်။ NUG အစိုးရအနေနဲ့တိုင်းခုနှစ်ခုခရိုင်ဆယ်ခုမြို့နယ် 183ခုလုံးမှာပြည်သူ့အုပ်ချုပ်ရေးရန်တရားကောင်းစွာနဲ့ပလင်းရရှိကြောင်းနည်းမည်စိုးမိုးထိန်ချုပ်မှုရစစ်ကောင်စီထိန်ချုပ်မှုကိုဖျက်သိမ်းပြီးပြည်သူ့အုပ်ချုပ်ရေးထူထောင်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရမှကြားကလာဒေသတရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီကိုပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားပြီးအခုချိန်မှာတိုင်းခွနကူခရိုင်စဲကိုမြို့နယ်183ခုမှာပြည်သူ့အုပ်ချုပ်ရေးရန်တရားကောင်းစွာဖွဲ့စည်းနဲ့ပလင်းရရှိကြောင်းသိရပါတယ်။ အဆိုပါမျိုးနယ်များမှာအုပ်ချုပ်ရေးနဲ့ဆက်ဆက်ပြီးလုံခြုံရေးတရားဥပဒေစိုးမိုးရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုအားစိုက်ဆောင်ရွက်လျက်ရှိပြီးလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ဖို့အတွက်ပြည်ထရေးနဲ့လူမှုကြည်ကြံရေးဝန်ကြီးဌာနအနေနဲ့ပြည်သူ့ရေးတပ်ဖွဲ့မျိုးနယ်ကိုမျိုးနယ်နဲ့ပြည်သူ့လုံခြုံရေးဖွဲ့တွေကိုမျိုးနယ်၄၈ခုမှဖွဲ့စည်းထူထောင်ထားပြီဖြစ်ကြောင်းသိရပါတယ်။အုပ်ချုပ်ရေးလုပ်ငန်းများကိုပုံမကောင်းမောင်းအောင်ဆောင်ရွက်နိုင်ဖို့အတွက်၂၀၂၄-၂၀၂၅မဟာပြည်ဝါစီမံချက်ချမှတ်ကောင်းထင်ပေါ်ဆောင်ရွက်လျက်ရှိကြောင်းပြည်နယ်တိုင်းသို့မဟုတ်ဖက်ဒရယ်ယူနစ်အစိုးရ ရများပေါ်ပေါက်လာဖို့အတွက်ပြည်နယ်တိုင်းသို့မဟုတ်ဖက်ဒရယ်ယူနစ်များရှိ stakeholder များနဲ့မူဝါဒရည်ရညှိနှိုင်းဆောင်ရွက်မှုတွေကိုလည်းအလေးထားဆောင်ရွက်လင်းရှိကြောင်းအသိပေးထားပါတယ်။တိုင်းဒါမှမဟုတ်ဖက်ဒရယ်ယူနစ်အစိုးရများကိုဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနဲ့အညီပေါ်ပေါက်လာစေဖို့အတွက်အထူးအလေးထားဆောင်ရွက်သလိုမိဖက်မဟာမိတ်တိုင်းရင်းသားများနဲ့အတူလက်တွဲကညှိနှိုင်းဆောင်ရွက်လင်းရှိကြောင်းသိရပါတယ်။2021ခုနှစ်ဧပြီလ16ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုဖက်ဒရယ်ဒီမိုကရေစီပြည်ညင်းနဲ့အညီအမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကန် ကောင်စီ NUCC အတွင်းတိုင်ပင်ညှိနှိုင်းပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့အတည်ပြုချက်နဲ့ဖွဲ့စည်းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ကနိုင်ငံတော်သမ္မတနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံတော်ဒုတိယသမ္မတရှာဟီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်တို့ဦးဆောင်လျက်ဝန်ကြီးဌာန၁၇ခုပြည်ထောင်စုဝန်ကြီး၁၆ဦးဒုတိယဝန်ကြီး၁၉ဦးတို့နဲ့ဖွဲ့စည်းထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မှ၂၀20ရွှေကောက်ကန်လွှတ်တော်ကိုယ်စားလှယ်ဆိုင်ဦးပြည်내အတိုင်ပင်ခံကောင်စီများမှတာဝန်ပေးစီလူသူဆန္ဒဦးຫນွေဦးတော်လိုင်းအင်အား များဆိုရင်မှာတာဝန်ပေးစေလို့သူနဲ့တက်သည့်ပညာရှင်စံနှုန်းဥပါဝင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဖွဲ့စည်းပုံကိုကြည့်ရင်တော့ဒီဂျယ်ရီလက်တီဒမစီခေါ်2020ရွှေကောက်ပွဲရလဲအရာပြည်သူကအနေနဲ့တရားဝင်မှုနဲ့ဒီဖက်တိုလက်တီဒမစီခေါ်နေမီထိန်ချုပ်မှုနဲ့ပြည်သူလူထုထောက်ခံမှုမှာရရှိနေတရားဝင်မှုဆိုပြီးတရားဝင်မှုနှစ်ရက်ပေါင်းဆက်ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ပြည်သူကိုအတည်ပြုထုတ်ပြန်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စကောင်းဆောင်ကအာဆီယံအလဲကျဥက္ကဋ္ဌနဲ့တွေ့ဆုံပြီးမှတပိတ်ချင်းနဲ့စင်ကူကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ73ထပ်မင်းနဲ့တည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အာဆီယံအလဲကြောင့်ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံပြီးမှစကောင်းဆောင်မင်းအောင်လိုင်ကတပိတ်ချင်းနဲ့စင်ကူမျိုးနဲ့ကိုလေးချောင်းကနေပုံကျဲတိုက်ခိုက်ရာပြည်သူ73ထပ်မင်းတင်ဆောင်ခဲ့ရပါတယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိကြချင်းရွာကိုစစ်ကောင်စီတပ်ကလီဆောင်ကနေပုံချင်းတိုက်ခိုက်လို့ပြည်သူဆန္ဒဦးတင်ဆောင်ကအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ AP လာဆက်ရှင်ရဲ့ဒီကနေ့မနက်စင်တိုင်းကျော်မှလိကြချင်းရွာကိုပုံချင်းတိုက်ခိုက်ခဲ့တာလို့သိရပါရယ်။ရွာလေကိုကျဲသွားတာပြီးတော့မိုးကုတ်မန္တလေးလူရီစီတဲ့နေရာတည်တာတုံးလုံးပတ်လက်ပင်လို့ဒေသခံတအုပ်ကပြောပါရယ်။နေကင်ပိုင်းမှာလည်းလေရင်တွေစက်တိုက်ဝဲနေတာလို့ဆိုပါရယ်။ AP 16ရက်ကလည်းအဲ့ဒီရွာကိုပဲလိချောင်းကနေပုံချင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါအပြင်ဒီနေ့မနက်ပိုင်းမှာပဲစင်ကူးမျိုးနဲ့ကြီးရောက်ပေါင်ကျင်းရွာစာတင်ကြောင်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူတွေထိခိုက်မှုရှိရလို့သိရပါတယ်။စာတင်ကြောင်ပြီးမှဈေးရှိတာအခုတည်းအထိခိုက်ကများမှလို့ဒေသခံတောက်ကပြောပါတယ်။ April 18ရက်ညပိုင်းကလည်းစင်ကူးမျိုးနဲ့နတ်တောင်ကျင်းရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရအမျိုးသားတအုပ်တည်ဆောင်ခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ပါကဖားသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ASEAN လေက ာဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံပြီးမှတပိတ်ချင်းနဲ့ဆင့်ကူးမြူနယ်ကိုလေကြောင်းကနေပုံချေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကအင်အားပြင်းငလင်ပင်းကြောင့်ပြည်သူတွေထောင်ထဲချီတိဆုံခင်ရလို့ရက်၂၀ကြာရှာရင်အပြည့်ရမယ်လို့ကြေညာခဲ့ပေမယ့်အဲ့ဒီနေ့မှာပဲနိုင်ငံအနေအားအနှံ့အပြားကိုလေကြောင်းကနေပုံချေတိုက်ခိုက်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်